ပလေးကုပ်ကခံမှန်းပေးထားတဲ့ပရီးမီးယားလိရဲ့အကောင်းဆုံးကစားသမား၁၁ယောက်လူစင်းထွက်ပေါ်လာပါတယ်။ဂိုးသမားနေရာမှာ မက်ဆီရောက်လာ။မက်ဆီကတော့ပါတဲ့နေ။အရင်တည်းကလည်းပါတဲ့နေ။ဒါသူတို့ယူရတာတော့မှန်တယ်လို့ပြောရမှာ။အလက်ဇန္ဒရာအာနိုကိုသူတို့ယူရတယ်။အလက်ဇန္ဒရာအာနိုကတော့လီဗာမန်တိုတို့ဘာလို့ညာတို့လောက်တော့မကောင်းထင်တယ်။ယူကာဆင်နောက်ခံလူကပိုကောင်းတယ်။ပြီးတော့နောက်ကစားသမားတယောက်ကပြောစရာဘဲတောင်းမှန်းပဲ။ဘဲတောင်းမှန်းမှာ ကုညာကိုထည့်တာကုညာသည်ဘယ်တောင်မှကစားသမားလုံးဝမဟုတ်ဘူးသူတို့ရွေးထားတယ်အဲသူတို့အဲ့နေရာကိုကုညာရွေးမဲ့အစားကိုဒီကပိုလူးဝစ်ဒီယက်ပက်ဒရိုနက်တိုအဲ့ကစားသမားတွေရွေးထည့်တယ်ဒီကစားသမားတွေကပိုကောင်းတယ်ကုညာကတံပြန်တိုက်စစ်ကောင်းတယ်ဒါပေမဲ့တောင်မှန်မှာအလိန်ခေါက်အတူအလုံးအဲ့လောက်မလွယ်ဘူးအန်ဘုံဘိုးကပိုကောင်းတယ်အဲကုညာနေရာကိုကစားသမားတယောက်လဲရမယ်အဲ့တခုတော့သူတို့လွဲနေတယ်လို့ထင် ရာဒီပရီးမီးယားလိရဲ့ပေးကူအနည်းဆုံးအသင်းကိုဖော်ပြထားပါတယ်ဒီနေရာမှာပေးကူနည်းလို့လည်းဖလားမရအောင်အဲရာကိုးများပြီးနိုင်ပွဲများမှာဖလားရမယ်အဓိကကတော့နိုင်ပွဲများဖို့ပဲလာမယ့်ရာဒီခန်းစစ်ကိုအာယုံဆိုင်လို့မရအောင်ပေးကူနည်းရုံနဲ့တော့ငါတို့ဒီ124ဝင်မယ်124ဝင်မယ်ကြီးပဲထင်နေလို့မရအောင်ဒါတွေကဟိုရာဒီတိုင်းမမှန်တော့လာမယ့်ရာဒီမှာပြင်ဆင်မှာပြောင်းလဲပါပြင်ဆင်ပြောင်းလဲရင်စုဖလားတွေပြန်လာမှာပါလုံလောက်တဲ့တိုက်စစ်လုံလောက်တဲ့ငွေကြီး လုံလောက်တဲ့ပြောင်းရွှေ့ကြီးတုံးမှာအကောင်းဆုံးပြန်လာနိုင်ပါစေအာဇင်နယ်အသင်းကဂါဘရီယယ်ကိုစာချုပ်အသစ်ချုပ်ဆိုခဲ့တယ်တဲ့ဒီနေ့ပဲတကယ်ကောင်းပါတယ်ဒီသတင်းကဆလီဘာအတွက်လည်းကောင်းတယ်အာဇင်နယ်အသင်းအတွက်လည်းကောင်းတယ်ခန်းစစ်အတွက်လည်းကောင်းတယ်ဂါဘရီယယ်ဒီစာချုပ်အသစ်လက်ခံတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆလီဘာလည်းလည်းဒါမဲ့ယာစီပေါင်းများစွာအတွဲညီညီအာဇင်နယ်အတွက်တိုက်ပွဲဝင်နိုင်ပါစေပြီးဆက်နိုင်ပါစေ